ကျောက်ပြူမျိုးနေကအမတ်30နှစ်ရေးတက်ရင်နဲ့မန်ဝဲလောက်အကွာကိုအရခတ်တတော်အေးရဲ့ထူစီရောက်ရှိနေပြီလို့သိရပါတယ်။ကျောက်ပြူမျိုးနေဂုံးရွှိန်တိုင်နေကအမတ်30နှစ်ရေးတက်ရင်နဲ့မိုင်ဝဲလောက်ပေးကော်ဝဲတဲ့နေရာကိုအေးအေးရဲ့ထူစီရောက်ရှိလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့ကျောက်ပြူဒေသခံမြေပြင်စီးရေးတည်ရင်းမြေအမျိုးသမီးတယောက်ကနိုရင်းစရာကိုပြောပါရယ်။စစ်ကောင်စီရေးတက်ရင်ကစစ်တောင်းတွေလွှတ်ထားပြီး အေအေနဲ့တိုက်ပွဲဖြစ်ပွားနေကစစ်ကောင်စီဘက်ကအကြဆုံများလို့တဖြည်းဖြည်းနောက်ဆုတ်လာရတယ်လို့သူမပြောပါရယ်။အဲ့ဒီလိုနောက်ဆုတ်ရင်းနဲ့တဖြည်းဖြည်းနဲ့အေအေဘက်ကထိုးစစ်ဟာရစ်တက်ရင်းနဲ့မိုင်ဝဲလောက်အကောကိုရောက်လာချိန်မှာတိုက်ပွဲကတအားပြင်းတဲ့အနေအထားမှာရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါရယ်။စစ်ကောင်စီဘက်ကဒရုန်းတွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတဲ့ကြားက အီအီရဲ့ရေးဝန်စွန်စားတက်ခိုက်ရတဲ့တတိကြောင်းအခုလိုအမှတ်32ရေးတက်ရင်အနည်းဆုံးကိုရောက်ရှိလာတာဖြစ်တယ်လို့ကျောက်ပြူဒေတာခန်စီရေးတည်င်းရင်းမြစ်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်